ခုပြင်ကြတော့မှဖြစ်တယ်နော်။ဖောင်းပြင်မဲ့ဆရာကြီးတွေလည်းပြင်ကြမယ်။ယနေ့အချိန်ခါမှာဘုန်းကြီးထက်တော့မှာနေမှာလဲ။ဘယ်ကတချို့တန်ခါပိုင်းကလည်းနည်းနည်းဒီပိုင်းကြီးတွေကိုတော့ဆွေးနွေးကြအချိန်ချင်းမှာလဲ။တချိန်လုံးကတော့တပိတော့ဖောင်းမှာလဲဒီအကြောင်းအစည်းအဝေးမှာပြောခဲ့မိပါတယ်။တချို့တချို့ဆရာကြီးများသူတို့ရဲ့ဥဒိဉ္ဇက်ကဒီပိုင်းကြီးဆွေးနွေးဝန်ထမ်းလေး စာအချင်းတော့အရှင်မြတ်ပြီးတော့ဒီကြောင့်မှတရားဘာဝနာနဲ့တို့ဘဝကိုအဆုံးသတ်မယ်ဆိုတဲ့ဥတည်ချက်ဖြင့်ဆရာကြီးရင်းဆောက်ပြီးလမ်းညွှန်ကြတယ်။အသက်ရွယ်ကြီးမြင့်လာတဲ့အချိန်ကကျတော့ဒီကြောင့်မှဆုံးခံသွားခြင်းစတဲ့ဒီလုံင်းရဲ့ကလေးတွေကိုဘောင်းကောင်းမဆောင်ရွက်နိုင်ကြဘူး။အဲဒီခါကျမှအကြောင်းမှလက်မခံနိုင်ဘူးကိုယ်ရင်ကိုပြန်နေပါဆိုပြီးတော့ဒီလိုပြောပြီးလွတ်လိုက်တဲ့အတွက်တပည့်တော်ကြားရတော့တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်နော်။ဒါကြောင့်ဆရာလေးဘိုင်းမှလည်းခုလို့ သံဃာဘိမ့်မှာခိလန္တုပတ္တကခေါ်တဲ့ခိလန္တပုဂ္ဂိုလ်တွေကိုပြုစုဆောင်ရှောက်တဲ့ဉာဏ်ကြီးရှိကြသလိုဆရာလေးဘိမ့်မှာလည်းခိလန္တုပတ္တကခေါ်တဲ့မကြမ်းမမှဖြစ်နေတဲ့မတမ်းမဆန်းဖြစ်နေတဲ့ဆရာလေးတွေကိုပြုစုဆောင်ရှောက်တဲ့အဖွဲ့လေးတွေဖွဲ့ပြီးတော့ပြုစုဆောင်ရှောက်ကြပါဆိုပြီးတော့ဒီလိုတပည့်တော်တိုက်တွန်းကြတယ်အောင်မြင်မလားမအောင်မြင်လားမသိဘူးဘုရားတပည့်တော်စိတ်ထဲမကောင်းလိုက်တာကြတော့ တချိန်ကတပည့်တော်အရှင်ရောမှနေခဲ့ဘုရားနဲ့73နှစ်ကြာခဲ့ပါတယ်73နှစ်တိုင်တိုင်တပည့်တော်တို့အပေါ်မှာပြုစုစောင့်ရှောက်ခဲ့တဲ့သူတို့ဆုံးနေကိုပိုင်ကောက်အောင်စားခဲ့တဲ့အတွက်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေကတပည့်တော်ဖောင်းရောက်လာတဲ့အချိန်ခါမှာရည်တည်ဆောက်ပြီးကျောင်းမှနှိစေလံမြန်ကျက်အထုတ်ပြီးသံဃာပြည့်ခွနဲ့သီလရှင်ဝဲလိုက်တယ်အဲဒီသီလရှင် ။အိုမင်းမဆန်းအတင့်ချင်းဖြစ်လာတဲ့အခါလက်မခံနိုင်ဘူးဆိုပြီးတော့ပြန်ပို့တယ်ဆိုတဲ့တရင်ကြားလိုက်တော့စိတ်တကြရောမကောင်း။အဲ့ဒါညာခုတော့အရှင်ကဆရာလေးတစ်ပါးရှိတဲ့အတွက်ဘုန်းကြီးကတော့ပြန်မှလိုက်ပါလေပြန်ပြီးဖောက်ကိုလာပါ။နှုတ်ကောက်ဘက်ကိုလည်းထပ်ပြီးတော့နှုတ်ကောက်ဘက်လူကြီးများကိုလည်းထပ်ပြီးပြောလိုက်ပါလေ။နုဂတ်ဘွယ်လူကြီးတွေကိုလည်းဒီကြောင့်ထပ်ပြီးပါပါတယ်အဲဒါကြောင့်ကိုပြန်သွင်းမယ်ဆရာလေးတွေလည်းခေါ်ရောက်လို့ရှိရင် ဒီလိုကိစ္စနဲ့ပတ်သက်ပြီးရှန်လင်းဒီကြီးချုပ်ရချက်မချပါနဲ့။တန်ခါနိုင်ကအဖွဲ့ကိုတင်ပြပါ။မကျမ်းမာနေတဲ့အချိန်ခါမှာတကယ်အသက်သက်စီယုံတရားမဲ့ကိစ္စတော့မဟုတ်ဆေးဝါးကုသမဲ့ကိစ္စအကျိနဲ့ဖြစ်လာပြီဆိုရင်တော့သူမိသားစုကိုအကြောင်းကြားပြီးတောင်းယူခိုင်းနေဆိုရင်ဒါကတော့တင့်တော်ပါလေ။ ဒီလိုကြီးအိယာနဲ့လဲတော့အောင်ဖြစ်တာတော့မဟုတ်ဘူးအသိအကျအသက်ရွယ်ကြီးရင်လို့ဖြစ်လာတဲ့ဩနာယောဂလောက်ကတော့နည်းနည်းလေးဝိုင်းပြီးပြည့်စုံဆောင်ရွက်ပေးဖို့ကောင်းပါတယ်အလတ်တူပဲတပည့်တော်မရှိတဲ့အချိန်ကမှဘလူးကျောင်းကဖမေတ္တာဆိုတဲ့ဒီတိုင်းရှင်ဩကြီးတစ်ပါးသူကမြတ်ရှင်ရဲ့နွမ်းပါရှာပါတယ်ရှင်ရဲ့နွမ်းပါရှာတဲ့အခါကျတော့ကျောင်းမှာတရားအထုတ်ရင်းနဲ့တရားပြပြီးဒီလရှင်ဝင်လိုက်တယ် 我,我,那 ondan, 我来咧，见看见上面有明星，哈尼，阿拉边个都把边个拢边个都爱，哈尼，阿拉库马贝奎侬巴，这样的阿拉就比方对生活，空空的生生活。大家当然呢，莫念，前面偏生个，既然就怕这个约翰说的这里持久不来，比如双小虎，青年这里，他五年时间不来，第二年呢，再怎么青年站，比如双小虎五年来也是时间不来，好嘛，第二阿斗就说个。 ဒီလက်ရှင်ကြီးဒီ၃လပဲလက်ခံမယ်၄လပဲလက်ခံမယ်၅လပဲလက်ခံမယ်တနည်းပဲလက်ခံမယ်ဒီလိုသတ်မှတ်ချက်မထားပါဘူး။ဘာဖြစ်လို့လဲ။သာသနာကိုမိကိုခြင်းနဲ့စိတ်ကြဖြစ်သာသနာကိုမိကိုရမလားဆိုတဲ့ဥတည်ခြင်းနဲ့သာသနာဘောင်ဝင်လာတဲ့ပုဂ္ဂိုလ်ကြီး၄လပဲလက်ခံမယ်၅လပဲလက်ခံမယ်ဆိုတော့၄လငါးလပြင်ဒီပုဂ္ဂိုလ်ကြီးပဲသွားနေမှာ။တပည့်တော်မပြောရဘူးမလုပ်ရဘူး။နေခြင်းတော့ဒီပါ ကောင်းကောင်းမွန်မွန်တရားဆက်ထုတ်နေတယ်ကျောင်းမှာကောင်းကောင်းမွန်မွန်သံဃာဝိယဝိသမိမိတို့ဘုန်းတော်ဝိယဝိသဓမ္မဝိယဝိသသံဃာဝိယဝိသစသည်ဖြင့်ပြည့်တင်ပြည့်တင်ဝိယဝိသဒီဒီပြုပြီးတရားဘာဝနာကိုကျင့်ကြံတဲ့ကိုပွားများအထုတ်နေကြမှာရှင်ဘလို့ပဲနေနေပါဒါခွင့်ပြုထားပါလေမွန်မြတ်တဲ့ချိန်ခန်းလေးတွေနည်းနည်းတော့ဝေးရခြင်းရှင်ပါတယ်နော်ဒါကြောင့်အခုပြန်မဲ့ပုံကိုယ်တွေလည်းအနေကအဖွဲ့ဝင် တန်ခါလေးနဲ့ပါကြပါတယ်ကိုရောက်လို့ချင်းဒီကြောင့်လေးတွေဆက်မှမီးဆရာလေးပဲဉာဏ်တန်ခါနယကဘိုင်းလေးတွေခေါ်ပြီးဆွေးနွေးပြီးတော့ဒီလိုမပြုတ်လို့ဘုံဆောင်ရတော်မူကြပါတပည့်တော်အစည်းအဝေးမှာတော့ပြောခဲ့ပြီးဖြစ်ပါတယ်ပြုတ်ပြီးတော့နားမဝင်တဲ့ပုဂ္ဂိုလ်တွေလည်းစိတ်ကောင်းရှိပါလိမ့်မယ်နော်အလတ်တူပဲယဟန်ဘိုင်းမှာလည်းဒီလိုပါပဲတော်တော်ယဟန်ဘိုင်းမှာတော့ဖြစ်ခဲ့တယ်လို့တပည့်တော်ထင်ပါတယ် မကျမ်းမမှာဖြစ်လာပြီသူရဲ့ရွာကိုလည်းသူ့မှာပြန်နိုင်သောမရှိဘူးပြန်နိုင်သောမရှိတာကသူ့ရဲ့ရွာမှာသူ့ကိုပြည်သူစောက်ချမဲ့ပုဂ္ဂိုလ်ကြီးကမရှိကြတော့ဘူးဒီလိုပုဂ္ဂိုလ်ကြီးအကြောင်းမှာပဲတပည့်တော်လက်ခံထားပါတယ်တိတိတဲ့တပည့်တော်ကတော့လက်ခံထားပါတယ်အဲဒီတချို့ပုဂ္ဂိုလ်ကြီးကတေဂဏိကလည်းဂျမယောဂန်လေးကပ်ဖြစ်ပြီးဝင်လုံးသွားတာတွေလည်းရှိပါတယ်တိတ်ဒုက္ခမပေးပါဘူးအိုမင်းမဆန်းဖြစ်တာလည်းတခုပဲ သူ့ဘာသာကိုကြင်နဲ့ဥပါဒိကောင်းကောင်းမွန်မွန်သူနေနေနဲ့တောနေလာနေအသိဉာဏ်ရှိတဲ့ဒီလိုသိနေလက်ခံဖို့ကြိုးပါရဲ့။ဒါကြောင့်နည်းနည်းလေးကရုဏာတရားသိထားပြီးတော့ခုပြန်ကြုံးမဲ့သံဃာတော်တွေရောပြန်ကြုံးမဲ့ဆရာလေးတွေကိုကိုချင်းချင်းနဲ့ညီနိုင်တိုင်ပြီးပြီးတော့ဒိလနုပတ္တကအခွင့်အရေးကိုဖွဲ့ပြီးတော့အချင်းချင်းတရင်တော့မအချင်းချင်းစောင့်ရှောက်ပေးကြပါလို့ဘုန်းကြီးမြတ်တရားခံပါရဲ့နော်။